မင်္ဂလာပါ City for Journey ပြန်လည်ကြိုဆိုပါရီဒီနေ့မှာတော့2015ခုနှစ်မှာထွက်ရှိခဲ့တဲ့ San Andreas မြရတဲ့တဘာဝ BNA ရဲ့ထိတ်လန့်အသေးဖို့စကားတစ်ခုကိုတင်ဆက်ပေးကြပါရီအဓိကပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့ Jerome မင်းသားဖြစ်ပြီးတော့သူရဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲမှာတစ်ခုပါဝင်ဖြစ်ပါရီအစင်းသည့်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်တို့ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ season တင်ဆက်သူမင်းတွေပဲဖြစ်ပါရီခင်ဗျာ ကယ်လီဖိုးနီးယားတောင်ပိုင်းကားလန်တနီယာမှာအမျိုးသမီးငယ်တယောက်ဟာတောင်ကမန်းဘေးမှာကားကိုအေးအေးလုနေမောင်းနေပါတယ်။ယူဒီအက်ဆိုသလိုပဲကြောက်ခဲအပိုင်းစားကြီးကြလာခဲ့ပြီးတော့ကားရဲ့လီကာမန်ကိုထိမှန်ခဲ့ပါတယ်။အဲဒီနောက်သိမကြခင်မှာပဲကြီးမားတဲ့ကြောက်ဆိုင်ကြောက်ခဲကြီးကြလာခဲ့ကြပြီးတော့ကားကိုဒိုင်ရိုက်ထိမှန်ကလမ်းမေးကြောက်ထဲကိုတွန်းချလိုက်သလိုဖြစ်သွားပါတယ်။ကားအောက်ကိုအရှိန်မြင့်မြင့်နဲ့ပြုတ်ကျသွားခဲ့ပြီးတော့လီထဲမှာနှစ်ဘက်သုံးဘက်လောက်လေသွားခဲ့ပြီးမြင်ကားဟာကြောက်ကဘာအစွန်းညက်သွားပြီးတော့မျိုးသမီးငယ်ဟာအသက်မတည်ခဲ့ပါဘူး။ အပြင်ကိုကောင်းမြူကြည့်တော့ကားဟာကြောက်ကပအစွန်မှတင်နေတာကိုတွေ့လဲရပါတယ်။အဲဒီချိန်မှာပဲလျောအင်ဂျလီမီတက်တပ်ဖွဲ့ကရီနေတခြားလို့ပေါ်ကင်မတီကကြောက်ကပရီပြုတ်ကြရီအမျိုးသမီးကိုကယ်ဆယ်ဖို့အတွက်နဲ့ရဟန်းရင်နဲ့ထွက်လာခဲ့ကြပါတယ်။ရုပ်တန်တစ်ခုကလည်းသူတို့ရဲ့လုံကင်မိုးတွေကိုမှတ်တမ်းတင်နေခဲ့ပြီးတော့အဲဒီချိန်မှာပဲကြောက်ကပအစွန်မှတင်နေတဲ့ကားကိုမြင်လိုက်ရပါတယ်။အမျိုးသမီးငယ်ရဲ့ဖုန်းကိုလမ်းခေါ်လိုက်ပြီးတော့စိတ်အေးထားဖို့ကနေဦးတတိပေးခဲ့ရပါတယ်။ဒါပေမဲ့သူမဆူဆူဝါးအော်လိုက်ပြီးတော့ကားကအနေငယ်လှုပ်ရင်းသွားခဲ့ပါတယ်။ ရေဟာရဟိန်ကိုအနည်းဆုံးရောက်အောင်ဂယူဒဆိုက်ပြန်တန်းစီပြီးတော့ဂျာကဘာအဝရီကိုဟယ်လီကော်ပတာဝင်လို့ရောက်အောင်မောင်းခိုင်းပါတယ်။အဲဒီနောက်မှာကေဇေးအသမာရီဟာကားစီကိုတော့ကကျိုးတချောင်းနဲ့ထိမှုစူးစမ်းကြပါတယ်။ဒါဟုတ်သူက9မိနစ်အတွင်းပြီးမြောက်အောင်လောက်အောင်မှာဖြစ်ပြီးတော့မဟုတ်ရင်ရဟိန်ဆက်ကဒုက္ခပေးနိုင်ပါတယ်။ကေဇေးအသမာရောက်တော့ကားရီယာမျိုးသမီးကအပြင်ကိုထွက်ဖို့ပြင်ပါတယ်။အဲဒီမှာကားကိုလှုပ်လိုက်တယ်လို့ဖြစ်သွားစေခဲ့ပြီးတော့ကေဇေးအသမာရဲ့စူးစမ်းမှုကြောင့်ကားကငြိမ်သွားပါပြီ။ဒါပေမဲ့မမျှော်လင့်မဲချော်သွားခဲ့ပြီးတော့ ကင်စည်ဤသမားကိုပါပေးမိသွားစီခဲ့ပါရီဟယ်လီကော်ပတာကလည်းရောက်ရက်ခတ်သွားခဲ့ပြီးတော့အင်ဂျင်ကလည်းတီထက်ပို့ပြီးတော့ကြာကြာခံနိုင်မှုမလွယ်ပါဘူးဒီရောရေဟာအောက်ကိုဆင်းမှုပြင်ပါရီရဟိမာမိကိုအမဲအောင်လေးထွက်လာနေပြီးတော့ရေကတော့ကားစီကိုရောက်အောင်သွားပြီးတော့တကားကိုဖျက်ပစ်လိုက်ပါရီပြီးတော့ကောင်မလေးကိုကယ်ဆယ်လိုက်ပါရီအဲဒီနောက်မှာတော့ကားကိုချီနှောင်ထားတဲ့ကျိုးကိုဖျက်ချလိုက်ရမှာကားကအောက်ကိုအချိန်ပြင်းစွာနဲ့ပြုတ်ကျသွားခဲ့ပြီးတော့ကယ်ဆယ်ဤသမားကလည်းလွတ်သွားခဲ့ပါရီရေကတော့ကောင်မလေးကိုတေချာကင်ထားခဲ့ပါရီ အိမ်နောက်မှာတော့ကယ်လီဖိုးနီးယားပြည်နယ်နီးပညာတက္ကသိုလ်မှာဒေါက်တာဟီရက်ကလူပေါင်းများစွာသိစေခဲ့တဲ့အဆောင်များစွာပျက်စီးစေခဲ့တဲ့ကမ္ဘာပေါ်မှာကြားရောက်ခဲ့တဲ့မဟာငလီနီအကြောင်းကိုတင်ကြားပို့ချနေပါတယ်ဒေါက်တာဟီရက်ကဆန်အန်ဒရီပြည့်ဝကြောကြောင့်ထိတ်တွင်းတင်ကြားခဲ့ပြီးတော့ဒီပြည့်ဝကြောဟာတက်တိုနီပလိတ်လို့ခေါ်တဲ့ကမ္ဘာပေါ်ရန်လွာပြတ်ကြောင်းနဲ့ကယ်လီဖိုးနီးယားတစ်လျှောက်မှာထိတိုက်တွေ့ဆုံနေကြောင်းဆိုပါတယ်ဒီအချင်းအားဖြင့်မကြာမီကာလမှာမကြုံစဘူးကြီးမားတဲ့ငလီငင်ကဒုက္ခပေးလိမ့်မယ်လို့ဟောကိန်းထုတ်ပါတယ်ဒေါက်တာဟီရက်သူ့ရဲ့ရုံးခန်းကိုပြန်ရောက်တော့ဒေါက်တာပတ်က ိုးပါးစေးနီးတဝိုင်းမှာငလီငယ်တစ်ခုချီယာခံမိကြောင်းသတင်းပို့ပါရီသူတို့အဲ့ဒီကိုတွားရောက်စစ်စစ်ဖို့ဆုံးဖြတ်လိုက်ကြပါရီရေးအင်ကိုပြန်ရောက်တော့သူ့သမီးဘလိတ်ကသူ့စီကိုဖုန်းခေါ်ပါရီဘလိတ်ကအိမ်မှာကြိုင်းတဲ့ပစ္စည်းတချို့အကြောင်းမေးမြန်းနေခဲ့ပြီးတော့အဲ့ဒါတွေကိုကောလိစီကိုယူသွားမယ့်အကြောင်းပြောပါရီရေးဟာမေးထဲမှာကွာရှင်းမှုစာရဲစာတန်းတွေကိုတွေ့လိုက်ရတာကြောင့်သမီးနဲ့စကားပြောတာကိုရပ်လိုက်ပါရီဒီကွာရှင်းစာချုပ်ဟာသူ့အတွက်တော့စိတ်ကြီးကြိုက်စရာပါဝင်ရေးဟာသမီးဘလိတ်ရဲ့အခန်းစီကိုဝင်သွားခဲ့ပြီးတော့သမီးမထားတဲ့ပစ္စည်းတွေကိုယူဖို့ပြင်ဆင်ပါရီအဲ့ဒီမှာမိသားစုဓာတ်ပုံတချို့ကိုမြင်တွေ့လိုက်ပြီးတော့ ဒီထဲမှာပလေးရဲ့ကွယ်လွန်သွားတဲ့အမားဖြစ်သူရဲ့ပုံလေးလေးပါဝင်ပါတယ်။နာမရာရှိဟိုဘဆယ်မှာတော့ဒေါက်တာပက်နဲ့ဟီယက်တို့ကမြင်းကလင်းရင်တိုင်းတာဆက်တင်တဲ့တိုင်းထော်မှုတွေပြုလုပ်နေကြပြီးတော့တိုင်းထော်ဆက်ရဲ့မီတာတန်ဟာယုဒီရဲ့အမြင့်နှုန်းကိုပြလိုက်လို့လန့်သွားခဲ့ကြပါရယ်။ချက်ချင်းပဲသူတို့နေရာဟာငလီငယ်ဘူချက်ဖြစ်သွားခဲ့ကြောင်းသိလိုက်ပြီးတော့စတင်ရင်းထိုးလာပါရယ်။ဆင်မြောင်းထိပ်မှာဟီယက်ကလမ်းလျှောက်နေတဲ့သူတွေကိုအမြန်ပြေးဖို့တိုက်တွန်းနေခဲ့ပြီးတော့ဘက်ကတော့အတွင်းပိုင်းမှာချိန်ရင်ပါရယ်။ဆယ်ကြီးကငလီငယ်ကြောင်းစားပြိုနေပြီးမှသူဟာလီကားကိုတက်ဖို့ကြိုးစားနေပါရယ်။ လူရီယာလေးဆော်ဒီယာမြားပြေးလွှားနေခဲ့ကြပြီးတော့ရီရီယာလေးစတင်ပန်းထွက်လာခဲ့ပါပြီပြီးတော့ဒီထက်ပိုပြီးတော့အပြက်စီးတွေဖြစ်စေခဲ့ပါရီပလဲလွှရောက်ကိုအ мян ပြင်းနေခဲ့ပြီးတော့အဲ့ဒီချိန်မှာကျွန်တော်နာလို့လဲကြနေတဲ့ကလေးမလေးကိုမြင်လိုက်ပါရီသူကအဲ့ဒီကလေးမလေးကိုပြေးပွေပြီးတော့မြန်နိုင်သမျှမြန်မြန်ဆက်ပြေးပါရီသူနောက်မှာတော့ဆယ်ကြီးဟာတဖြည်းဖြည်းပြိုချနေပြီးတော့ပရဲခြေတော့ကိုတန်ချောင်းကထိုးဝင်သွားပါရီသူကကလေးမလေးကိုဟီးရစီကိုပြစ်ပေးလိုက်ပါရီဟီးရကသူ့ကိုကယ်ချင်ပေမယ့်ပက်ကကောင်မလေးနဲ့ဘေးလျော်ကိုပြေးဖို့ပြောပါရီ နောက်ဆုံးတော့ဆေးကြီးအပြူချသွားခဲ့ပြီးတော့ပက်ကူပါတေယွာစီကိုခေါ်သွားခဲ့ပါတယ်။ရေကတော့သူတို့ရဲ့ခေါင်းဆောင်စီကရောက်လာတဲ့စာဆောင်ကိုဖွင့်ဖက်နေပါတယ်။အဲဒါကတော့ငလျင်ချောင်းပြောထားတာပါ။ပထမတော့ရေဟာကောလိကို သွားကသမိမာထားတဲ့ပစ္စည်းတွေကိုသွားပို့ပါတယ်။အဲဒီနောက်ဇနီးဟောင်း MRC ရောက်သွားခဲ့ပြီးတော့သူမကတော့ချစ်သူဒန်နီယယ်နဲ့အတူရှိနေပါတယ်။ဓမ္မကသူ့အနေနဲ့ဒန်နီယယ်နဲ့အတူနေဖို့ပြောင်းလာခဲ့ပြီလို့ပြောတော့ရေဘိုဒီစကားကစိတ်ထိခိုက်စေခဲ့ပါတယ်။နိုင်နေငယ်ကြတဲ့အခါမှာဘလိတ်ဟာဒန်နီယယ်ရဲ့အလုတ်ခန်းစီကိုလိုက်သွားခဲ့ပြီးတော့ ဘန်ဆိုရဲကောင်လေးနဲ့တူသူ့ရဲ့ညီအိုလီနဲ့မိတ်ဆွေဖြစ်သွားကြပါလေ။အဲဒီချိန်မှာပဲဒေါက်တာဟီရက်ကိုမီယာသမားကအင်တာဗျူးနေပြီးတော့ဒေါက်တာဘတ်တည်ဆုံးခဲ့ပုံနဲ့ဖြစ်စဉ်တွေကိုပြောပြနေတာပါ။နောက်ပြီးတော့သူတို့မှာရှိတဲ့ကိရိယာအသစ်ကငလင်ကိုပိုနီနီကကက်ခံမန်းနိုင်မယ်လို့ဆိုနေပါလေ။ဟီရက်ရဲ့ចောင်းသားတချို့ရောက်လာခဲ့ပြီးတော့သူတို့စကားပြတ်သွားပါလေ။ចောင်းသားတွေရဲ့တိုင်းနာချက်ရဆန်ထွေပြည့်ပြည့်ကျော်မှာလှုပ်ရှားမှုအသစ်တွေ့ရဆိုပြီးတော့သိလိုက်ရတာပါ။ဒီချက်လက်တွေကိုအခြေခံပြီးတော့ဟီရက်ကတွက်ချက်မှုတွေလုပ်ပါလေ။မြေပေါ်မှာဆယ်ရင်းနဲ့ငလင်ပြည့်ပြည့်ကျော်ကိုပေါင်းခတ်လိုက်ပြီးတော့ မကြာမီမှာဆန်ဒရီပြည့်ွေကျော်ကြီးတခုလုံးလှုပ်ရှားမှုအသက်ဝင်တော့မယ်လို့ဟောကင်းထုတ်လိုက်ပါတယ်။လော့အိန်ဂျလီစင်ချေဘုံမှာတော့အမ်မာဟာသူမရဲ့ချစ်သူအစ်တစ်ဖြစ်တဲ့ဒန်နီယယ်ရဲ့ညီမနဲ့နေလင်စာစားနေပါတယ်။အဲ့ဒီမျိုးသမီးကအမ်မာရဲ့တည်ဆုံသွားတဲ့သမီးအကြောင်းကိုရိုင်းရိုင်းဆိုင်ဆိုင်မေးမြန်းနေပြီးတော့သူတို့အချင်းများနေစမှာပဲအမ်မာစီကိုရီရဲ့ဖုန်းဝင်လာပါတယ်။အဲ့ဒီချိန်မှာပဲစားသောက်ဆိုင်စပွဲတွေရိန်ထိုးလှုပ်ခါလာပြီးတော့မကြာမီမှာပဲအဆောက်အဦတစ်ခုလုံးကလှုပ်ခါလာပါတယ်။ရီကရဟယင်ပြတင်းပေါက်ကနေလမ်းကြည့်တော့ငလျင်ကြောင့်အမြန်လမ်းမကြီးဟာစတင်ပြက်စီးနေပြီဆိုတာမြင်လိုက်ရပါတယ်။ရီက ။ MRB ရောက်နေလဲမေးလိုက်ပြီးတော့အစာအုပ်ခေါင်မိုးဖို့ကိုတက်ခဲ့ဖို့နဲ့မိနစ်နေငယ်အတွင်းမှာရောက်လာခေါ်လင့်မယ်ဆိုပြီးတော့ပြောလိုက်ပါရီ။ဟီးရဲရဲ့ရုံးကန်းမှာတော့ဖွေသားတွေဟာစပွဲဟုတ်ကိုပြေးဝင်နေကြပြီးတော့သူတို့စီမှာကရိယာရဲ့ညွန်ပြချက်ရာဒီငလင်းဟာရခင်ကထက်အစာပေါင်းရာနဲ့ချီပြီးတော့ပူအားပြင်းချောင်းဆန်အန်ဒရီငလင်းကျော်တို့ကလို့တက်ဝင်သွားခဲ့ပြီးတော့ဆန်ဖရန်စစ္စကိုမြို့စီကိုဥတီနေတယ်လို့ဆိုပါရီ။ဘလိန်းနဲ့ဒန်နီယယ်တို့ဟာကားရဲကိုဝင်ပြီးတော့မောင်းထွက်ဖို့ပြင်နေတဲ့အချိန်မှာပဲငလင်းကရောက်လာပါရီ။ဒန်နီယယ်ကသူ့ရဲ့ဒရိုင်ဘာကို ဒီနေရာကနေအ мян ထွက်ဖို့ပြောလိုက်ပြီးတော့သူတို့အလင်းစလိုမောင်းထွက်လာစင်မှာပဲကားပါကင်တစ်ခုလုံးပြိုကျလာသလိုလူတွေကလည်းရောက်တဲ့ရာရှောက်ပြီးနေတာကိုမြင်တွေ့လိုက်ရပါတယ်။သူတို့မောင်းလာတဲ့ကားရဲ့ရှေ့မှာမြေကျွန်းပေါက်ကြီးတစ်ခုရုတ်တရက်ဖြစ်သွားလို့သူတို့ရဲ့ကားဟာစာအုပ်ပစ္စည်းတွေကြားမှာပဲပေးမိသွားပါတယ်။ယူဒီအက်ဆိုသလိုကားပေါ်ကိုရမကြီးတစ်ခုကပြုတ်ကျလာခဲ့တာကြောင့်ကားသမားတည်သွားပါတယ်။သူရဲ့ခုံကနောက်ကိုဖိလိုက်သလိုဖြစ်သွားတာကြောင့်ဘလိတ်ကိုအပြင်ထွက်မရစေတော့ပါဘူး။ဒနီယာဘလိတ်ကိုဆွဲထုတ်ဖို့ကြိုးစားပေမဲ့လည်းမတက်နိုင်တာကြောင့်အကူအညီရလို့ညာညာသွားရှာပါတယ်။ပထမလောမှာဒနီယာ လုံချိုကြီးတယောက်ကိုတွေ့လို့ကုညီတောင်းနေစင်ပါပဲအပေါ်ကမျက်နှာချက်တီဖြူကြလာပြီးတော့အဲ့ဒီလုံချိုကြီးကိုဖိမိသွားပြန်ပါတယ်။ကြံရမရတဲ့အဆုံးမှာဒနီယေဟာကိုလိုယုံပြီးတော့ပြေးပါတယ်။ဒါပေမဲ့ဘန်နဲ့အိုလီတို့ညီကိုတယောက်ကလည်းဗလိအကြောင်းကိုသိသွားခဲ့ပြီးတော့သူမကိုကယ်ဆယ်ဖို့အတွက်ရှာကြပါတယ်။အဲ့ဒီချိန်မှာရီဟာလော့အင်ဂျလီမျိုးပေါ်ကိုပြန်သန်းနေပြီးတော့ဗောလီဘောဆိုင်းမုတ်ကြီးပြိုလဲကျနေတာကို မြင်လိုက်ရပါတယ်။မျိုးရဲ့နေရာနဲ့မှာတော့မိလောင်မှုတွေမိခိုးတွေကိုမြင်တွေ့နေရသလိုမူးမျော်အဆောက်အဦတွေလည်းစတင်ပြိုကျနေပါပြီ။စသောဆိုင်နေမှာတော့လူတွေရုပ်အသေးသေးပြေးလွှားနေကြသလို အမကလည်းတကားကိုဖွင့်ဖို့စူးစမ်းနေပါရီ။ဒါပေမဲ့လူတယောက်ပြုတ်ကျလာပြီးတော့တည်သွားတာကိုမြင်လိုက်ရပါရီ။စားသောက်ဆိုင်မိဖို့ကြောင့်မှပောက်ကွေးမှုစတင်ခဲ့ပြီးစပုံမှုကိုမီးဆွဲလောင်နေပါပြီ။အမကအားလုံးခေါမှုပေါ်ရောက်အောင်ပြေးချလို့ပြောပြီးတဲ့နောက်မှာတော့မလွေပေါက်လေကားကနေအပေါ်ကိုပြေးတက်လာခဲ့ပါရီ။ဒါပေမဲ့ပေါ်ကနေပြေးစင်းလာတဲ့လူတွေလည်းရှိနေပြီးတော့ခေါမှုပေါ်မှာလည်းမိုးဝစတင်ပြီးတော့ပြိုကျနေပါပြီ။အမကလည်းစာအုပ်အကျိုးပေးရင်းနဲ့ထိခိုက်မိပြီးတော့လဲကျသွားခဲ့ကသူမလည်းသွေးထွက်တဲ့ရာတွေရရှိခဲ့တယ်လို့ခေါင်းလေးမူးနေပါရီ။ဒါပေမဲ့သူမအရှုံးပေးဖို့မစင်သာပဲ အပြိုပြက်တည်းရဲ့ထိတ်ဆုံးကိုရောက်ဖို့ကြာလာခဲ့ပါတယ်။အဲဒီမှာသူမကိုရီကလမ်းမြင်လိုက်ပြီးတော့ရဟိန်ကိုနီနာကပ်ဖို့ကြိုးစားတဲ့ချိန်မှာပဲခမိုးပေါ်မှာပေါက်ကွဲမှုဆက်ဖြစ်ခဲ့ပါတယ်။ခမိုးပေါ်မှာမိလောင်နေပြီးတော့ရီကရဟိန်ဘဝကနေကြိုးပကတ်တစ်ခုချပေးလိုက်ပါတယ်။အမဟာအိဟိုရောက်ဖို့အတွက်ခက်ခက်ခဲခဲပြေးလာခဲ့ရပြီးတော့နောက်ထပ်အဆောက်အဦတစ်ခုမပြိုခင်မှာကြိုးကိုဖမ်းမိခဲ့ပါတယ်။ရီကအလီမြန်မဲသူမကိုဆွဲတင်ခဲ့ပြီးတော့အဲဒီနောက်မှာပိုင်လောနီယာကိုပြန်ထိုင်ပြီးရဟိန်ကိုမောင်းထွက်လာခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်အဆောက်အဦတစ်ခုကပြိုကျလာတာကြောင့် ယဟိန်နောက်မီးပိုင်းဟာခိုင်ရန်သွားပါရီယဟိန်ဟာပတ်ချလိနေခဲ့ပြီးတော့တကားတစ်ချက်ဆုံးရှုံးသွားပါရီတိမကြခင်မှာယဟိန်ကိုပြေဝထိန်းချုပ်နိုင်ခဲ့ပြီးတော့ပြိုကျလာတဲ့အဆောက်အဦးနဲ့တည်တည်လေးလွတ်လာခဲ့ပါရီဆန်ဖရန်စစ္စကိုမှာတော့ပလေးဟာဒူမဖုန်းနဲ့ဖာဂင်ရေးစီကိုဆက်သွယ်ခဲ့ပြီးတော့ကေစီဘူးပြောပါရီတိမကြခင်မှာပဲဖုန်းလိုင်းအောက်သွားပါရီရီကလည်းအခြားတစ်ဖက်မှာသူတို့ပလေးကိုသွားခဲ့ဖို့ MRO ပြောနေပါရီအဲဒီချိန်မှာပဲအဆောက်အဦးကစက်တိုက်ပြိုကျနေပါရီ ဒီချိန်မှာပဲဘန်နဲ့အူလီတို့ကဘလိတ်ကိုရှာတွေ့သွားကြပါတယ်။သူတို့ကတတ်ထူချောင်းကြီးတခုနဲ့သူမကိုကေတီမှုစူးစမ်းခဲ့ပြီးမြေအစာအုပ်ပိုင်းစားတချို့ပို့ပြီးတော့ပြိုကျလာတာကလွဲရင်အเจ้าကတော့မထူးခဲ့ပါဘူး။အဲဒီနောက်မှာဘန်ကကားချိုက်ကိုသုံးပြီးတော့ကားပုတ်ကိုပြိနေတဲ့ထုတ်တန်းကိုမတင်မှုစူးစမ်းပါတယ်။ဒါပေမဲ့6လမလောက်သာကြွတ်တက်သွားပါတယ်။အမြန်စဉ်းစားလိုက်တော့ဘန်ကကားတရာကိုဓာတ်နဲ့ထိုးလိုက်ပြီးတော့လေပြားကောင်းအောင်လှုပ်လိုက်ပါတယ်။အဲဒီမှာကျမ ဘလိတ်ကိုပြင်ထုတ်နိုင်ခဲ့ပြီးတော့အိမ်နောက်မချခင်မှာပဲအစာအုပ်အထက်ပြီးတော့ပြိုကျလာလို့သူတို့သူတွေတည်တည်လေးလှုပ်သွားပါတယ်။ဟေးရဲ့ရုံငန်းထဲမှာတော့သူတို့ဖေဟာစောင်းကြီးစနစ်ကနေချက်လက်တွေကိုတွက်ချက်နေပြီးတော့ဒီငလင်ကြီးကမပြီးဆုံးသေးဘူးဆိုတဲ့အဖြေကိုရရှိခဲ့ကြပါတယ်။ဟေးရဲ့က TV သတင်းတောက်ကိုလူတွေကိုအသိပေးဖို့အတွက်အကူအညီတောင်းလိုက်ပြီးတော့သူတို့ဟာသတင်းထုတ်လွှင့်မှုတွေကိုဟပ်ဖို့နောက်ထပ်ចောင်းသားတစ်ဖွဲ့နဲ့တူပူးပေါင်းလို့ဆောင်ခဲ့ပါတယ်။သတင်းတောက်ကဟေးရဲ့အကြောင်းမေးဆက်ပေးလိုက်ပြီးတော့မကြာမီသူတို့နိုင်ငံမှာကြီးမားတဲ့ငလင်ထန်ကြီးကိုဆက်လက်ခံရအောင်မလို့တတိပေးခဲ့ပါတယ်။ ငလီဟာအင်အားရီချက်စတာစကီ9 by 5 ठी ရှိမှဖြစ်ကြောင်းခန့်မှန်းထားပြီးတော့ကယ်လီဖိုးနီးယားနဲ့ရှိဘက်ကန်ယူနဲ့တခြား ठी ငလီနန်ခံရနိုင်တယ်လို့ဆိုထားပါတယ်။ဒါကြောင့်ဆန်ဖရန်စစ္စကိုမှာရှိတဲ့မြို့သူမြို့သားတွေအနေနဲ့မြို့ကနေအမြန်ဆုံးခွာကြဖို့တိုက်တွန်းထားပါတယ်။ဘလိတ်တို့လူစုကတော့သူတို့လူတွေပြေးထွက်လာတဲ့အချိန်မှာအဆောက်အဦကြီးကပြိုကျနေပါပြီ။အပြင်မှာလူတွေကတော့ဟိုဒီဒီအော်ဟစ်ပြေးသွားနေတာကိုမြင်တွေ့လိုက်ရပါတယ်။သူတို့တော်တော်လေးပြေးပြီးတော့လောက်ခါနေမှုတွေဟာရပ်တန့်သွားပါတယ်။သူတို့ဟာနှီးဆက်ရဖုန်းဆိုင်တစ်ခုကိုဝင်လိုက်ပြီးတော့မော်ရီဟောင်းဖုန်းတစ်လုံးကိုရှာပါတယ်။ ဘာကြောင့်လဲဆိုတော့ရီက ESC စနစ်တွေအလုံးမလုံးတော့တဲ့အခါမှာဖုန်းဟောင်းတွေကလိုင်းမပြောက်ဘူးလို့တင်ကြားထားလို့ပါ။သူမဟာ parking race ကိုဆက်သွဲခဲ့ပြီးတော့သူ့ကိုဒန်နီယယ်ကထားရစ်ပြီးတော့ကိုလိုယုံပြေးတယ်လို့တိုင်ခဲ့ပါရီ။ဒီစကားကြောင့်ပဲအမ်မာလည်းအလွန်စိတ်ဆိုးသွားပါရီ။ရီကပုံမြင့်တဲ့ကော့တာဝါစီကိုရောက်သွားဖို့ဘလိတ်ကိုမှကြားခဲ့ပြီးတော့အဲဒီကိုလာကြုံမယ်လို့လည်းကတိပေးခဲ့ပါရီ။ဘလိတ်ကဖုန်းခေါ်ပြီးတော့ဘန်ကသူ့မိဘတွေစီကိုဖုန်းခေါ်ခဲ့ပါရီ။အမ်မာကလည်းသူ့ကိုထားရစ်ခဲ့တဲ့ဒန်နီယယ်ကိုဖုန်းဆက်ပြီးမြဲဝိုင်းမေးတာရရှိခဲ့တာကြောင့်ချင်းချောက်ဆဲဆူမှုတွေလုပ်ခဲ့ပါရီ။ လမ်းပေါ်မှာတော့တင်နီဟာတခြားလူတွေနဲ့ပြေးလွှားနေပြီးတော့ဆာဝူးကြီးတွေကပြိုကျနေပါရင်လူတွေဟာသူ့ပုံနဲ့သူပြေးလွှားနေခဲ့ကြပြီးတော့အထကြီးတဲ့တင်နီကတော့သူ့လမ်းကိုပိတ်နေတဲ့သူတွေကိုဒွန်းထိုးဖေရှားလိုက်ပြီးတော့သွားနေပါရင်လူတယောက်ကတော့ကြီးမားတဲ့ဖုန်လိုင်းကြီးကြောင့်အဝေးကိုလွင်ထွက်သွားခဲ့ပါရင်ရီကတော့ဟယ်လီကော်ပတာကိုဘေးကဖီမြို့စီကိုဥတီလိုက်ပါရင်အဲဒီမှာဟယ်လီကော်ပတာရဲ့အင်ဂျင်တစ်ခုကမီးလောင်ပျက်စီးသွားလို့မကြမီမှာပြတ်ကျတော့မယ်ဆိုတော့ရီကသိလိုက်ပါရင်ဒါကြောင့်မို့သူကဟယ်လီကော်ပတာကိုမြေမြန်နှိမ့်ချလိုက်ပြီးတော့ဆင်းမှုကြံစီပါရင်ဒိုင်မင်း ဟယ်လီကော်ပတာပန်ကားကမိတိုင်ကိုဝင်ကြိုက်မိတာကြောင့်စတိုးတိုင်ရှိမှပြတ်ကျသွားပါရီဂန်ကောင်းတာကရီနဲ့အမာရိုနီယောက်ကဘာမှမဖြစ်ခဲ့ပါဘူးမတမာရီသူတွေဟာဒီကဲကြီးကိုခေကောင်းယူပြီးတော့ကုန်နိုင်ထဲကပစ္စည်းတွေကိုလူယူနေကြပါရီသူတို့ဟာလူယူတွေလိုအချင်းချင်းပြစ်ခတ်နေကြပါရီရီကကားတစ်စီးကိုရှော့တိုက်ပြီးတော့နှိုးဖို့ကြံစီနေတဲ့အချိန်မှာတကူတယောက်ကတနက်နေ့သူ့ကိုချင်းချောက်ပြီးတော့ကားကိုတောင်းပါရီရီကတနက်ကိုရိုက်ထုတ်လိုက်ပြီးတော့သူ့ကိုလက်သီးနဲ့ထိုးလိုက်လိုက်ပါရီအဲဒီနောက်မှာအမာနဲ့အတူကားကိုမောင်းထွက်လာခဲ့ပါရီဟိုင်ဝေးလမ်းမပေါ်မှာသူတို့ဟာ ကားပြက်နေတဲ့တက်ကြီးစုံတွေတွေကိုမြင်တွေ့ရပြီးတော့သူတို့ရဲ့ကားကိုတားဖို့ကြိုးစားနေပါတယ်။ရေကအဲ့ဒီစုံတွေကိုလိလိူရှုလိုက်ပြီးတော့ကားကိုဆက်မောင်းလာခဲ့ပါတယ်။ဒါပေမဲ့လမ်းပေါ်မှာယိုဒီရဲ့အီယာမားပြည့်ပြည့်ဂျော်ယီကိုမြင်တွေ့လိုက်ရတာကြောင့်ကားကိုဘရိတ်ဆောင်းလိုက်ပါတယ်။ဒီပြည့်ပြည့်ဂျော်ယီဟာဆန်အဒွေငလင်ဂျော်ချောင်းဖြစ်လာခဲ့တာပါ။ဒီလိုနဲ့နေရောက်သားအဖိုးဘွားလေးစီကိုပြန်မောင်းလာပြီးတော့ရေဟာဖိုးလက်ထက်ကလေချောင်းအုတ်ထုတ်ကိုမြင်လိုက်ရတာကြောင့်ကားကိုရက်လိုက်ပါတယ်။အဲဒီဇုံတွေကသူတို့ကိုအနီးဆုံးလေစိတ်စီကိုခေါ်သွားပါတယ်အဖိုးဘွားကိုသူတို့မောင်းလာတဲ့ထရက်ကားပေးလိုက်ပြီးတော့ တို့ကတော့လေရင်ငယ်တစည်းမုပ်ကိုရောက်နေပါပြီ။အဲဒီမှာရီယာတည်ဆုံးခဲ့ရတဲ့တို့သမီးအချောင်းပြောပြရင်းနဲ့သမီးကိုမကင်နိုင်ခဲ့ခြင်းအတွက်လေကုကုကိုအပြစ်တင်နေပါရီ။ဒီနေ့ဟာတို့တရမမင်းမရစီပဲဒီအချောင်းကြောင့်ပဲအမကသူ့ကိုလမ်းခွဲခဲ့တာလို့လည်းနားလေထားပါရီ။အမကတို့ရဲ့သမီးလေးကိုဘယ်သူမှကင်နိုင်မှာမဟုတ်ကြောင်းဒီတော့ကုကုကိုအပြစ်တင်မှုမသိဘူးလို့ပြောခဲ့ပါရီ။ရီကတော့ခုဖြစ်စင်မှာကြံရှိတဲ့သူ့ရဲ့သမီးကိုရောက်အောင်ခေဖို့ညီမန်းထားပါရီ။ဘလိတ်တို့အဖွဲ့ကိုကေဇယ်အဖွဲ့တွေကလမ်းပြနေပါရီ။တနည်းအားမှာတော့ဘလိတ်ဟာ မိသက်ကားပြတ်တစ်ခုကိုတွေ့လိုက်ပြီးတော့ကေဇေးအီးပစ္စည်းတချို့ကိုတွေ့လိုက်ပါရင်ဘန်ကကောတာဝါဟာမိရီလောင်နေတယ်လို့ပြောသလိုအိုလီအားသူ့ရဲ့ခီးသွွားဆောင်ကိုဖွင့်ကြည့်တော့အနီးနားမှာအမြင်ဆုံးဆိုလို့နော့တောင်မဲရှိတယ်လို့ပြောပါရင်ဒီလိုနဲ့သုံးအောင်သာအဲ့ဒီတောင်ရှိအောင်ကိုဥတီလိုက်ပြီးတော့တခြားသူတွေကတော့သူတို့နဲ့ဆန့်ကျင်ဘက်လာရအောင်သွားနေပါရင်သူတို့သွားနေတဲ့နေရာကလည်းရီပြောထားတဲ့နေရာနဲ့တခြားသူဖြစ်နေပါရင်အဲ့နောက်မှာတော့ရီတို့စီးနေလာတဲ့လင်းဟာဆန်ဖရန်စစ္စကိုမြို့ကိုရောက်လာခဲ့ပါပြီဒါပေမဲ့လင်းဝင်းကလည်း မီးဆွဲလောင်နေပြီဖြစ်လို့အော်တိုပိုင်လော့စနစ်နဲ့မောင်းပြီးတော့လေထီးနဲ့ခုံချဖို့အမအိုပြောပါရီအမကတုံဆိုင်နေပြီမဲ့လေရီကသူမောက်ကိုဆွဲခေါ်လိုက်ပြီးတော့အတူတူခုံဆင်းလာခဲ့ပါရီသူတို့ဟာဘေ့စ်ဘောကွင်းထဲမှာဘီးမတိမဲနဲ့ဆင်းနိုင်ခဲ့ကြပါရီအဲ့ဒီချိန်မှာပဲနောက်ဆက်တွဲငလျင်ကအဲ့ဒီနေရာမှာစတင်လှုပ်ခဲ့ပြီးတော့ ANA သူ့ရဲ့ဖွဲ့သားတွေဟာစပွဲအောက်ကိုပြေးဝင်ကြအပြန်ပါရီဆန်ဖရန်စစ္စကိုလမ်းမထက်မှာဘရိတ်တို့သုံးအောင်လေငလျင်ချောင်းတော်တော်လေးတုံလုံးနေပြီးတော့ငလျင်ဟာမိတိုင်းကြီးလေးပြိုနေသလိုအစာအုပ်တွေလည်းဖျက်ဆီးခဲ့ပါရီ တို့ဘွေဟာလွတ်အောင်ပြေးဖို့ကြိုးစားခဲ့ပြီးတော့ဗန်ရဲ့ပေါင်ချံကိုမှန်ခွဲစားကတိတိကျကျထိုးမိသွားပါရီအဲ့ဒီချိန်မှာပဲအိုလီကငိုကြွေးခဲ့တယ်လို့ဘလိတ်ကသူ့ကိုချုံမော့နေခဲ့ပါရီကျန်ရှိတဲ့ဆာအိုရီဟာတဝုံးပြိုချနေပြီးတော့တရားတွေလည်းပါပါရီပင်လယ်ပြင်ကလည်းစတင်လိုင်းထန်လာနေပါပြီရီနဲ့အမာတို့ထွက်လာတော့ရီကလူတွေကိုကစားဝေးနောက်ကိုရောက်အောင်တောဖို့ပြောပါရီအိညာကပြိုချနေတဲ့ဆာအိုဒီနဲ့လှုပ်ကင်းနေနေရပါသူဟာလက်မရှောင်းနိုင်တဲ့အမျိုးသမီးကိုမချီသွားခဲ့ပြီးတော့အိညာကိုရောက်မှာပဲနီနာကအဆောက်အဦပြိုချက သူတို့တို့ဒီအချိန်မီလွတ်မြောက်ခဲ့ပါတယ်အားလုံးဘေးကင်းပြီဆိုမှရီနဲ့အီမာကနေရာကထလာခဲ့ပြီးတော့လမ်းတွေကုန်ပိတ်ဆို့နေပြီမို့ကောင်းမောင်းသွားဖို့မဖြစ်နိုင်ဘူးဆိုတာကိုသိလိုက်ပါတယ်ဒီလိုနဲ့သူတို့ဟာလီလီစီယူလိုက်ပြီးတော့ထွက်လာခဲ့ကြပါတယ်ငလင်ရက်သွားတော့ဘလိတ်ကဘိုင်းရင်ပေါင်လေးကမှန်ကွဲစာကိုဆွဲထုတ်လိုက်ပြီးတော့ဒဏ်ရာကိုစီးနှောင်လိုက်ပါတယ်ဟေးရက်ကတော့သူ့ရဲ့ကွန်ပျူတာကိုစစ်ဆေးနေခဲ့ပြီးတော့အခုငလင်ဟာတမိုင်းမှာတော့အကြမ်းတမ်းဆုံးနဲ့အကြီးမားဆုံးဖြစ်ကြောင်းမှတ်ချက်ချခဲ့ပါတယ်မိနစ်နေငယ်ကြမှာရီနဲ့အမ်မာတို့ဟာမီးလောင်နေတဲ့တာဝါကိုတွေ့လိုက်ပါတယ်ဒါပေမဲ့ရီက လိဟာအိန္ဒိယမှာရှိမှာမဟုတ်ဘဲတခြားအဆောက်အဦမှာရှိနိုင်ကြောင်းပြောပါရီအဲဒီအချိန်မှာပဲရေရဲ့မြစ်ပြားလီမြန်စွာတိုးတက်လာနေတာကိုသတိထားမိပြီးတော့မကြာမီဆူနာမီလာတော့မယ်ဆိုတာကိုသိနေခဲ့ပါရီအဲဒီအချိန်မှာပဲရီယူကသတိပေးတဲ့ငူကြားရပြီးတဲ့နောက်မှာဘလိကသူတို့အနေနဲ့နော့တောင်စီကိုရောက်ဖို့မလွယ်တော့ဘူးဆိုတာကိုသိလိုက်ပါရီသူတို့ဟာအနီးနားကအဆောက်အဦတခုကိုတွေ့လိုက်ပြီးတော့ အဲ့ဒီမှာပဲပုံကိုနေဖို့ဆုံးဖြတ်လိုက်ပါရီဂန်ယူနဲ့တခြားမှာတော့ယာနေချီတဲ့ဆက်လီတွေဟာထွက်ပြေးဖို့ကြံစီနေကြပါပြီဒါပေမဲ့ကြီးမားတဲ့လိုင်းကြီးကပိတ်ဆို့ထားပါရီတချို့တွေကလီဒီလဲတိမ်မောက်ကုန်ပြီမေရီကတော့ပိုရောက်အောင်လီကိုထိန်းချုပ်ထားနိုင်ခဲ့ပါရီဒါပေမဲ့သူတို့ဟာကိုနေနာတင်မောကြီးဘေးကနေဖြတ်မောင်းနေချိန် NA ဂျုံရပြန်ပါရီကိုနေနာတွေဟာအောက်ကိုပြုတ်ကျနေခဲ့ပြီးတော့ရီတို့ရဲ့လီကိုထိမိမလို့ဖြစ်ခဲ့ပါသေးတယ်ကိုနေနာတင်မောကြီးဟာ Golden Gate Bridge ဓာတ်ပေါ်မှာပြောင်းပြန်လန်သွားပြီးတော့ ဒီဖြစ်ပျက်ကြောင်းပဲလွန်မြောက်သူတို့ချို့ရဲ့အသက်ကိုဆုံးရှုံးစေခဲ့ပါရင်ဒီဆုံးတဲ့သူတွေထဲမှာဒန်နီယယ်လေးပါသွားခဲ့ပြီးတော့အဖိုးအဆုံတွေလည်းပါသွားခဲ့ပါရင်ဆူနာမီတိုင်းနေရာဆန်ဖရန်စစ္စကိုမြို့ကိုလွှမ်းခြုံသွားခဲ့တယ်လို့ငလင်ကဖြက်စီးလို့မပြတ်ခဲ့တဲ့အရာတွေကိုဖြက်စီးသွားပါရင်အဲဒီချိန်မှာပဲပလိန်ရဲ့အဖွဲ့ကလည်းအဆောက်အဦရဲ့မြင့်ဆုံးနေရာကိုတက်နေကြပါရင်ဒါမှမဟုတ်ခေါမိုးပေါ်အထိမရောက်တော့ဘဲဆူနာမီရေတွေဟာလေကားတွေကိုပိတ်လိုက်တယ်လို့ဖြစ်သွားလို့အပေါ်ဆုံးအထက်မှာခိုအောင်နေဖို့ဆုံးဖြတ်လိုက်ပါရင်ဒါမှမဟုတ်ဒီနေရာဟာဆူနာမီလွတ်နိုင်လောက်တဲ့လုံလောက်တဲ့အမြင့်မဟုတ်ဘဲ ဆူနာမီလိုင်းနေလာနေတာကိုသူတို့မြင်နေရပါတယ်ဘလီတို့ဖေဟာဝိုင်းတိုင်းနေနောက်ကိုဝင်ပုံးလိုက်ပြီးတော့ဒီနေရာကလည်းလုတ်ကင်းနိုင်တဲ့နေရာမဟုတ်ပါဘူးရီရီဟာပြင်းတကားတွေကနေဝင်လာခဲ့ပြီးတော့သူတို့ရောက်နေတဲ့အဆောက်အဦကလည်းစပြိုနေပါပြီဒါပေမဲ့တခြားပြိုကျလာတဲ့အဆောက်အဦတခုကထောက်မထားသလိုဖြစ်နေတာကြောင့်သူတို့တက်တာရနေပါတယ်ဒီချက်ကြောင့်ပဲရီရီဟာပြန်ပတ်ထုတ်သလိုဖြစ်သွားခဲ့ပြီးတော့သူတို့သုံးအောင်ကလည်းနီးစက်ရပရီဘောကားတွေကိုကင်ထားကြပါပြီသူတို့ရှိတဲ့နေရာကိုရီနဲ့အမာတို့ရောက်လာခဲ့ပြီးတော့အချင်းတွေကဂျင်းနဲ့အချက်တဲဆိုတာကိုသိလိုက်ပါပြီနောက်ပြီးတော့သူတင်ပေးထားတဲ့အတွက် ဘလီဟာအမြင့်ဆုံးအဆောက်အဦရဲ့ထိပ်ပိုင်းမှာရှိနေလိမ့်မယ်ဆိုတာကိုသိနေပါ ರಿ အဲဒီမှာပဲဘလီတို့သုံးအောင်ဟာလီကားကရှင်းသွားပြီမို့ပုံမြင့်တဲ့နေရာကိုသွားဖို့ဆုံးဖြတ်လိုက်ပါ ರಿ အဲဒီနောက်မှာဘန်ရဲ့ခြေထောက်ကိုစစ်ဆေးကြည့်ပြီးတော့သူကအနန္တခါလောက်ခြေဖို့တောင်းဆိုခဲ့ပါ ರಿ အဲဒီချိန်မှာပဲအိုလီကသူတို့စီကိုလီလီစည်းလာနေကြောင်းပြောပါ ರಿ သူတို့ဟာမှန်ပရင်းကိုရိုက်ခွဲပြီးတော့သူတို့ဒီမှာရှိနေကြောင်းသိအောင်လုပ်ပါ ರಿ ဒါပေမဲ့ရီနဲ့အမာတို့ကသူတို့ရဲ့အတန်တွေကိုမကြားပါဘူးအဲဒီမှာဘလီကအိုလီစီမှာလေဆာမီးရှိတယ်ဆိုတာကိုသတိရပြီးတော့လေစီကိုလမ်းထိုးလိုက်ပါ ರಿ ဲဒီကြောင့်မှသူရဲ့မိဘတွေကမြင်သွားခဲ့တာပါယူရီယဲဆိုသလိုပဲဆူနာမီနောက်တစ်လိုင်းရောက်လာခဲ့ပြီးတော့ပရင်းပေါက်တွေကွဲထွက်ကုန်ပါတယ်ရီရီယာနောက်ထပ်အလွာစီကိုရောက်လာလို့ဘန်နေအူလီတို့ဟာလွန်မြောက်ဖို့အတွက်လေကားစီကိုကူးခတ်သွားကြပါတယ်ဒါပေမဲ့ဘလိတ်ကတော့မန်နဂါးကြီးချားနေလို့သူတို့စီကိုရောက်မသွားဘဲကြံနေခဲ့ပါတယ်အစာဦးကြီးကရင်းနှီးနေပါပြီရေးအမြင့်ဟာချက်ချင်းဆိုသလိုပဲထိုးထက်သွားခဲ့ပြီးတော့ရီကလီယို MIA လက်ထဲကိုထားခဲ့ပြီးတော့အောက်ကိုခုံမချခင်ပါပဲသူမကိုနမ်းလိုက်ပါသေးတယ်အထဲမှာတော့ရီက MR ကိုလမ်းကြည့်နေပြီးတော့ အမိုက်ဒီကိုဖေဖို့အတွက်လီဘောကစောင့်နေပုံမှားလိုက်ပါတယ်။အထက်လောမှာတော့ဗန်နဲ့အူလီကိုဘေးကင်းတဲ့နေရာမှာစောင့်နေပုံမှားပြီးတော့သူကပလေးစီကိုပြန်သွားဖို့ပြင်ပါတယ်။ဒိုင်မင်းအဆောက်အဦဟာထက်မှန်လောက်ခသွားပြီးတော့ရီကသူတို့ရှိနေတဲ့နေရာစီကိုရောက်လာခဲ့ပါတယ်။ဒီရီကြောင့်ပဲပလေးဟာအသက်ရှူဖို့အနေငယ်လူယုံများသာရှိတော့ပြီးတော့မကြမီတတိလစ်သွားခဲ့ပါတယ်။ရီဟာပေးမိနေတဲ့အရာတွေကိုဖေရှားခဲ့ပြီးတဲ့နောက်သူ့ရဲ့သမီးစီကိုအမြင်ရောက်အောင်သွားပါတယ်။သူဟာသမီးကိုခေါ်ပြီးတော့ရေကူးပြီးတော့ပေါ်ထက်ကညီကိုနှစ်ယောက်ရှိရာစီကိုရောက်သွားပါတယ်။ ရေဟာသတိလေးနေတဲ့တမိကိုစီဗီယာနဲ့နှုတ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲဆော်ဝီကရေစမြုပ်နေပါပြီ။ဘန်ကပရင်ပေါက်ကိုခွဲပြေးဖို့ကြိုးစားပြီးမယ်လည်းမကွဲပါဘူး။အပြင်မှာတော့အမဟာဒီအဖြစ်အပျက်တွေကိုမြင်တွေ့နေခဲ့ရပြီးတော့အစာဦးကလည်းလင်းလင်းမြန်မြန်ပဲရေရောက်ရောက်နေတဲ့အတွက်သူတို့အစီကိုလေမောင်းသွားခဲ့ပါတယ်။ကျန်းဖွဲ့သားတွေကလေပုံကိုလင်းလင်းမြန်မြန်တက်လိုက်ကြပြီးတော့သူတို့ဟာဘေကင်းရကိုမောင်းထွက်လိုက်ပါတယ်။ရေကတော့သူ့ရဲ့သမီးကိုကယ်ဆယ်ဖို့အတွက်အသေးအံကြိုးစားနေပြီးတော့နောက်ဆုံးမှာလက်လျှော့မလို့ထိဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အမရဲ့ငိုကြွေးမှုကိုမြင်တော့ သူဟာမရက်တက်မင်းနဲ့တမီးကိုဆက်လက်ကေတီမှုစူးစမ်းခဲ့ပါရီယုတ်ရက်ပဲပလေးဟာရီရီချိုအန်ထိုအင်းနဲ့နိုးလာပါရီသူမဟာခေါင်းမူနေပြီမဲ့လေအသက်ရှင်နေပါပြီအားလုံးဟာစိတ်သက်သာရာရစွာနဲ့တယောက်နဲ့တယောက်ဖက်လိုက်ကြပါရီမကြမီမှာပဲကေဇေးကြီးတက်တီဟာကေဇေးကြီးလုပ်ငန်းကြီးလှုပ်ဆောင်နေကြပါရီမလွတ်မြောက်ခဲ့တဲ့သူတွေအတွက်နေရန်ဒီပေါ်မှာလက်မှတ်တီစာရီ ဓာတ်ပုံတွေချိတ်ဆွဲနှုတ်ဆက်ကြပါရီရီနေသူရဲ့မိသားစုဝင်တွေကတော့မြို့ကြီးမှာပါရီဖြစ်ပျက်ခဲ့တယ်လေဆိုတာကိုကြည်နေကြပါရီပြီးတော့ရီကအခုချိန်ကအစအစအရာရာပြန်လည်တည်ဆောက်ဖို့အချိန်မဲလို့ပြောလိုက်ပါရီဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တရားချင်းစီတိုင်းကိုကျေးဇူးထူးပေးတင်ရှိပါရီခင်ဗျာနောက်ထပ်မှလည်းဒီလိုစိတ်ဝင်စားစရာအကောင်းတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးနေဦးမှာဖြစ်လို့မပြတ်မကွက်စောင့်မျှော်ကြည့်ရှုကြဖို့တောင်းဆိုချင်ပါရီရုပ်ချင်းစကားကောင်းတွေကိုစဉ်စားမပြတ် recap တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ City for You Channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာအပေးကြတဲ့ပေးသက်များလေးစီးကြမှာချင်း ကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ CD for you wine တော်သားတွေကဆုတောင်းပေးလိုက်ပါတယ်။အစုံထီကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။